ခရိုင်စစ်နယ်မြို့နယ်စစ်အုပ်ချုပ်ရေးကိုနိုင်ငံဝန်ထမ်းတွေထံတာဝန်ပေးဆောင်ရွက်နိုင်ဖို့နာဆာကအစိုးရဘက်ကစီစဉ်ကြိုးပမ်းနေရရှိတယ်လို့သိရပါတယ်။ဒီသတင်းကြောင်းရလေးကို မတင်ဆက်ခင်မှာနေချီသမီဒီယာကို subscribe နဲ့ like လေးလုပ်ပေးဖို့မေတ္တာရက်ခံပါရစေ။နိုင်ငံဝန်ထမ်းတွေအနေနဲ့ခရိုင်စစ်နယ်မြို့နယ်စစ်အုပ်ချုပ်ရေးတာဝန်တွေကိုထမ်းဆောင်နိုင်ဖို့နာဆာကအစိုးရဘက်ကစီစဉ်ကြိုးပမ်းနေတယ်လို့သိရပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ2008မှာခရိုင်စစ်နယ်မြို့နယ်စစ်အုပ်ချုပ်ရေးကိုနိုင်ငံဝန်ထမ်းတွေကိုတာဝန်ပေးဆောင်ရွက်စေရမယ်လို့ပြဋ္ဌာန်းထားတာကိုတွေ့ရပါတယ်။ဒါကြောင့်အဲ့ဒီပြဋ္ဌာန်းချက်ကိုအကောင့်တွေဖော်နိုင်ဖို့အတွက် ခရိုင်နယ်မြို့နယ်အုပ်ချုပ်ရေးဥပဒေမူကြမ်းရေးဆွဲရေးကော်မတီကိုလက်ဆောက်ကအစိုးရကဖွဲ့စည်းထားပါတယ်။အဲ့ဒီကော်မတီမှာတော့ပြည်ထောင်ဝင်ကြီးဌာနကဒုတိယဝန်ကြီးကဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်သလို အခြားသောဝင်ကြီးဌာနတွေကရရှိတွေလည်းအဲ့ဒီကော်မတီမှာပါဝင်ဆောင်ရွက်တော်မှာဖြစ်ပါတယ်။အဲ့ဒီဥပဒေမူကျရေးဆွဲရေးကော်မတီအနေနဲ့ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးမှုတွေရက်ကွက်တမောင်းမဟုတ်ရင်ကျေးရွာအုပ်ချုပ်ရေးအုပ်ချုပ်ရေးမှုတွေနဲ့တာဝန်လုပ်ပိုင်ခွင့်နဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကိုဆောင်ရွက်နိုင်ဖို့အတွက်လုပ်ငန်းတွေကိုပြည့်စုံထည့်သွင်းရေးဆွဲသွားရမယ်လို့နတ်ဆက်ကဘက်ကညွှန်ကြားထားပါတယ်။ လက်ရှိနဆက်ကအစိုးရလက်ထက်မှာတော့အကြမ်းဖက်တပြက်ခံနေရတဲ့အုပ်ချုပ်ရေးမှုပေါ်ဟာထောင်နဲ့ချီကရှိနေသလိုအစိုးရအနေနဲ့လည်းအုပ်ချုပ်ရေးမှုတို့အပေါ်အပြည့်အဝအကာအကွယ်ပေးနိုင်မှုနဲ့ပါနေတာကိုလည်းတွေးမြင်နေရပါတယ်။ဒါပြင်နိုင်ငံအတွင်းမှာရှိတဲ့အချို့သောကြေးရွာများပြတ်မှာအုပ်ချုပ်ရေးမှုတွေမရှိဘဲတရားဥပဒေစိုးမိုးရေးအားနည်းနေတာတွေကိုလည်းတွေးမြင်နေရလျက်ရှိပါတယ်။